ယ်။မင်္ဂလာပါရှင်။ကျွန်မကတော့ချူချူဆက်မ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့နာမှာဇွန်လ3ရက်ည7နာရီလောက်ကအင်အားရစ်စတာစကေးလေတသမ6အဆင့်ကလင်တစ်ခုလောက်ခတ်သွားတယ်လို့အမျိုးသားညညရေးဆိုရ လူသားချင်းစာနာထောက်ထားရေးနဲ့ဘဲအနေရဲ့ဆိုင်ယာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ နေအောက်နဲ့10ကီလိုမီတာကိုဗဟိုပြုလောက်ခတ်တာ ဖြစ်ပြီးငလီပေးကြောက်ထိခိုက်ဆုံးရှုံးတာတွေရော့နေစေဖို့ဆောင်ရန်ရှောင်ရန်သတိပြုရန်တွေနဲ့အညီနေထိုင်ကြဖို့လည်းအသိပေးထားပါတယ်။မနစ်မနက်စောပိုင်း2:50တမိနစ်ကလည်းတာစီမျိုးရဲ့အရှင်မြောက်ဘက်10မိုင်လောက်ကွာမြေအောက်အနက်25ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရစ်စတာစကေး3.3ရှိတဲ့ငလင်တစ်ခုလောက်ခတ်ခဲ့တယ်လို့စစ်ကောင်စီဩဇာခံမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်ရှင်။ ရန်ကုန်မြို့ကမြောက်ဥက္ကလာနဲ့မြောက်တကုံမြို့နယ်တွေမှာခောက်တူဆွဲခွင်ပြုထားတဲ့ဘေးရဲဆိုင်ကယ်တွေကို စစ်ကောင်စီအဖွဲ့နဲ့ရင်ထိုင်ရဲတွေကဖမ်းဆီးငွေညှစ်နေတယ်လို့မြို့ကန်တွေကပြောပါတယ်။ဘေးရဲဆိုင်ကယ်ပြေးဆွဲခွင်ကပ်ပြားကို2025ခုနှစ်အစပိုင်းကစပြီးမြို့နယ်ထွေအုပ်ယုံခွေပြူကျက်နဲ့ရက်ွက်ယုံတွေကရင်စည်ကမ်းနဲ့အညီလုပ်ပေးထားခဲ့တာဖြစ်တယ်လို့ဘေးရဲဆိုင်ကယ်မောင်းသူတွေကိုရက်ွက်ကင်းဆောင်ဖို့အတွက်ခန်းစစ်ခဲ့တာဖြစ်ပါတယ်။ ဗေရဲမောင်းရင်လိုက်နာရမယ့်အချက်6ချက်ကိုပြည့်စုံအောင်လိုက်နာပေမဲ့ဖမ်းဆီးနေပြီးရင်းနှဲရဲတွေကဖမ်းမိတာနဲ့တော့ဖြုတ်ပြီးအနောက်ကစစ်သားလက်ထဲကိုသွားထည့်တဲ့အတွက်ပြန်ရွေးရင်တစည်းကို6000ပေးရတယ်လို့မြောက်ကလာပမြို့နယ်ဗေရဲမောင်းသူတယောက်ကပြောပါတယ်။ မြောက်ကုံမြို့နယ်မှာတော့ဘေလီအဝိုင်းကျိုတရာရွှေပောက်ကန်စတဲ့ငမိုးရဲချောင်းကူတရာတွေကိုဆိုင်ကယ်ဘေးရွက်ဖြတ်ခွင့်မပေးသလိုဖမ်းမိရင်ဆိုင်ကယ်သိမ်းဆဲခံရတဲ့အပြင်မောင်းသူတွေပါရိုက်နှက်ခံနေရတယ်လို့သိရပါတယ်ရှင်ပါကံမြို့နယ်ထဲကတင်အောင်ကြိုင်ကုမ္ပဏီလောက်ွက်မှာပောက်ွယ်မှုဖြစ်လို့ပြည်သူ၃ယောက်သေဆုံးက၁၀ယောက်လောက်စိုးရိမ်ရတယ်လို့ဒေသခံတွေကပြောပါတယ် ဖားကန့်ကာမိုင်လမ်းမှာစစ်ကြောင်းတွေကြန့်ရှိနေသေးတာကြောင့်တိုက်ပွဲပြန်ဖြစ်မှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။စိုးသူအောင်တရေပေးပို့ထားပါတယ်ရှင်။ကချင်ပြည်နယ်ဖားကန့်ဒေသကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်အခုရက်ပိုင်းတိုက်ပွဲတွေညင်နေတာကနေဂျွန်လ3ရက်မှာတော့ကြောက်စိမ့်လောက်ကွက်တစ်ခုမှာပောက်ကွဲမှုဖြစ်ခဲ့ပါတယ်။လောက်ကွက်ထဲမှာရှိတဲ့ရန်သူလောင်တဲ့နေရာကိုလက်နက်ကြီးကြီးကြားရောက်တာကြောင့်ပောက်ကွဲမှုကြီးသွားတာဖြစ်ပြီး ပြည်သူ၃ယောက်တိဆုံက၁၀ယောက်ထပ်မနေဒဏ်ရာပြင်းထန်ကြောင်းအနီးဝန်းကျင်မှနေထိုင်တဲ့ဒေသခံကပြောပြပါဗျ။စီစိုးရုံလုံးပါယောက်ျားလေးနှုတ်မိန်းကလေးတို့ထိရတရာရတဲ့လူလာတွေအားလုံးကတကယ်စိုးရင်ရသောလူလာကသူကအမျိုးသမီးနှုတ်ယောက်ျားလေးရှိဦးဘာကံပြောနဲ့လုံခင်းကြီးရဟောမော့စီကကြီးရပိုင်နဲ့ကျွန်တော်စောင်းချင်ဓမ္မရုံရဲ့အနောက်ဘက်ကတင်အောင်ကျန်ကုမ္ပဏီလောက်ွက်ထဲမှာ ပေါ်တော့အရင်ခုနကတော့ဘောကျွန်တော်ဒီဘက်နဲ့ချီချီကြိုက်ပေါ်ပွဲတာပေါ့။ဘယ်လိုပေါ်ပွဲအောင်ပြင်းစီတော့ကြောင်းလုံးကင်းမော်စီကစောင့်ချေပေါ်တော့အထီးတန်းတော်တော်လေးဖြစ်သွားတယ်ပေါ့။ဖားကန့်ကိုစစ်ကောင်စီတပ်တွေမြို့ထဲဝင်ရောက်ချိန်ကစလို့လုပ်ငန်းရှင်တွေစီကနေငွေတောင်းခံနေတဲ့အပြင်အခုပောက်ကွဲမှုမဖြစ်ခင်ကလည်းတစ်သုံးလုံးကုမ္ပဏီဝင်တွေကကားငါးစီးကိုမိရှို့ဖျက်ဆီးခဲ့သေးတယ်လို့ဒေသခံကပြောပါရယ်စစ်ကောင်စီတပ်တွေငွေတောင်းခံတာနဲ့လက်နက်ကြီးပစ်ခတ်တာတွေလုပ်နေတဲ့အပြင် ကာမိုင်းလမ်းပေါ်မှာလည်းဖားကန့်ကိုတက်လာတဲ့စစ်သားတချို့ကြံပြီးသေးတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်မှာကိုဒေသခံတွေကစိုးရိမ်နေကြတာပါဖားကန့်ဘက်မှာကတော့တိုက်ပွဲကတော့မြို့တွင်းမှာတိုက်ပွဲတော့မရှိဘူးဒီဒီဘက်တို့တွင်းမှာတော့အဲတချို့စစ်ကြောင်းတွေကတော့အဲ့ဒီနတ်မြားတို့နတ်တင်တို့ပေါ့နော်အဲ့ဘက်မှာရက်နေတယ်လို့ပြောကြတယ်အဲတချို့တွေအမှအဲထိုင်နေတယ်လို့ပြောတာပေါ့ပြန်စစ်တက်မလား မလို့ရှင်တော့ပြန်ဒီမှာဟိုကမိုက်ဘက်မချင်းနာဘက်ကိုပြန်ညွတ်သွားမှလားဒါတော့စုံကြည့်ရတာပေါ့မေလာနောက်ဆုံးပတ်တဲ့ဖားကန့်ကိုဝင်နိုင်တဲ့စစ်ကြောင်းမှာအင်အားတရာဝင်းကျင်လောက်ရှိနိုင်ပြီးဖားကန့်ပြူအောင်ဂုံးကိုဝင်သွားပြီးတော့စစ်ရေးလှုပ်ရှားတာမတွေ့ရသေးဘူးလို့ KAI ဘက်ကပြောပါတယ်ဒါပေမဲ့ဒီသားကန်ကြီးကတော့အဲ့ဒီစစ်ကြောင်းတွေကအင်အားတရာကျော်လောက်ဟာမော်စီစာရွာဖျားကုံဘုံကြီးကျောင်းမှာဝင်ရောက်တပ်ဆွဲနေပြီး ဖားကန်ကာမိုင်းလမ်းမှာကျန်နေတဲ့စစ်တပ်ဟာလည်းအချိန်မရွေးမျိုးတဲကိုဝင်ရောက်လာနိုင်တယ်လို့ခံမှန်းနေကြပါဗျ။ဒီကိစ္စနဲ့ပတ်သက်လို့ DVV အနေနဲ့အသေးစိတ်အတည်မပြုနိုင်သေးပေမဲ့ဖားကန်မြို့ကိုစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးချိန်ကစလို့အခုချိန်ဒီဆိုရင်ဒေသခံ9ရောက်ထပ်မနေတေဆုံးခဲ့ရတာကြောင့်တိုက်ပွဲပြန်ဖြစ်မှာကိုစိုးရိမ်နေကြတာဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ Chelsea အသင်းရောက်ချမှုအပေါ်အသင်းပိုင်ရှင်ဟောင်းရုရှားဘီလီယံနာအီဘရာမိုဗစ်ကိုတရားစွဲဖို့ဒီတိုင်ဆိုရဖွဲ့ကချင်းချောက်ခဲ့ပါတယ် Chelsea အသင်းကိုရောင်းချရငွေပေါင်2.5ဘီလီယံကိုဗီတန်ရှိဘတ်မှထိသိမ်းထားပြီးအဲ့ဒီငွေတွေကိုယူကရိန်းနိုင်ငံလူသားချင်းစာနာမှုပံ့ပိုးရေးမှအသုံးပြုဖို့ဗီတန်ကရည်ရွယ်ထားတာပါ2022ခုနှစ်ဖေဖော်ဝါရီလကယူကရိန်းကိုရုရှားကျူးကျော်စစ်စတင်ဆင်နွှဲပြီးတဲ့နောက် အီဘရာဟီမိုဗစ်ကိုဗြိတိန်ကစီးပွားရေးပိတ်ဆို့မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ချက်စီအတင်ရောင်ရငွေတွေကိုယူကရိန်းနိုင်ငံသားတွေရဲ့လူသားချင်းစာနာမှုအကူအညီပေးဖို့ပြည်ထောင်စုရကဆန္ဒရှိနေပါတယ်။ဒါပေမဲ့အီဘရာမိုပစ်ကတော့ယူကရိန်းစစ်ပွဲမှာအလုံးသားကောင်ဖြစ်ကြရတာပဲလို့ပြောထားပါတယ်။အီဘရာမိုပစ်ရဲ့ငွေတွေကိုဘဏ်ကနေပြန်ထုတ်ခွင့်ရရေးကလည်းပြည်ထောင်စုရနဲ့သူရှိနေတွေရဲ့သဘောတူညီမှုမရတာကြောင့်ပြန်လည်ရရှိဖို့အရေးနှောက်နေနေခဲ့တာပါရှင်။ ဒီပီပီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချိုချိုဆန်းပါရှင်